ေနဝิญญူပရိဥပဝရေယောေနဝิญญူပရိဥပဝရေယောဆိုပညာရှိတဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကဥဒိစ္စဒီကိစ္စနဲ့ပတ်သက်လာလို့ရှိရင်ဟိုအဖြစ်တင်လာတတ်တယ်ပေါ့ဘုရားလေးတွေလုပ်ရင်အဖြစ်တင်လာတတ်တယ်အဲ့ဒီအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေပြောเสียဆိုเสียဖြစ်လောက်အောင် အစောစအလေးကြီးမဖြစ်စေနဲ့လို့ဒီလိုဆိုလို့လေနတ်စခုတ်တမစရိကိစီနော်အသေးခွဲလို့ထင်ရပေမဲ့လို့အများပညာရှိအများအဖြစ်တင်စရာအလုံးများဉာဏ်နဲ့အလုံးတွေအများကအမြင်ကစရာအလုံးတွေမှန်တယ်ကအကုန်လုံးရှောင်ရမယ်လို့ဒီထဲမှာချုံုံပြီးတော့ပြောလိုက်ဟုတ်ခင်တော့ခင်ပြီးတော့ ဟောတုသဗ္ဗတတ္တဘောတုဒုက္ခိတတ္တဒီစကလုံးလေးမိတ္တာဘောလေးသုံးခုဒုက္ခိနောဝခေမိနောဟောတုသဗ္ဗတတ္တဘောတုဒုက္ခိတတ္တတရဝရီအလုံးဒုက္ခိနောသဗ္ဗတတ္တဆိုတာတရဝအလုံးဟာဒုက္ခိနောကိုချမ်းသာစိတ်ချမ်းသာရှိကြပါစေ ဘယ်လိုဆိုလို့အဲ့တော့မိတာကိုတော့မဲဆိုလို့ရှိရင်သရဝါးရီအလုံးကိုအာယုပြုတ်လိုက်ပြီးတော့အဲ့ဒီသရဝါးရီအလုံးဟာဒုက္ခိနောကိုချမ်းသာမှုစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေခေမီနောဘေးခတ်သိယံခတ်သိအန္တရာယ်ခတ်သိကျင်းငြိမ်းကြပါစေဟောဘေးရန်ခတ်သိကျင်းငြိမ်းကြပါစေလို့ဒီစိတ်ဓာတ်မျိုးလေးကိုယ်တိုင်ကအချင်းချင်းထက်ထက်ဖြစ်အောင်လုပ်ဖို့ကိုယ် သဗ္ဗတ္တဘဝန္တုဒုက္ခိတ္တဒုက္ခိတ္တဆိုတာချမ်းသာတဲ့စိတ်နှလုံးကြီးရှိကြပါစေလို့ဒါကိုဆိုလို့ရဒုက္ခိတ္တချမ်းသာနော်ချမ်းသာကိုယ်စိတ်မြဲပါစေလို့ဆိုတာဒီဟာကိုပြောအတ္တဆိုတာဒီနေရာစိတ်ကိုဆိုလို့ရအဲ့တော့ချမ်းသာတဲ့ကိုယ်ချမ်းသာတဲ့စိတ်ချမ်းသာကိုယ်စိတ် မြဲကြပါစေလို့ဟောဒီလိုမေတ္တာဖို့သုံးခုနဲ့မိမိရဲ့ယဉ်တဲ့နှလုံးထဲမှာမေတ္တာကိုစတင်ပြီးတော့တည်ဆောက်ပါလို့ဒေသဗျာကဒီလိုဟောလို့ရဖြစ်တယ်ပေါ့ယေကေစီပါဏဘုဒ္ဓတိယေကေစီပါဏဘုဒ္ဓတိတသာဝါထာဝရဝဏဝသေတာအနောသေတာဆိုတာအချင်းချင်းမရှိတဲ့ယေကေစီ တရားရီမှန်သမျှလို့ဘယ်သူမှမချင်ရဘူးတချို့ကပြောသေးတာတော့ချင်ခိုက်လို့ရှိရင်ချင်ကိုမထည့်ချင်ဘူးချက်ဘူးခိုက်လို့ရှိရင်လည်းချက်ဘူးကိုမေတ္တာပို့ရတယ်မထည့်ချင်ဘူးအဲ့ဒါလို့ချန်ထားလို့မရဘူးတဲ့တရားမှန်သမျှသက်ရှိတရားမှန်သမျှဟောရေကေစီပါဏဘူတ္တိဒီလောကကြီးမှာရှိရှိသမျှတရားတွေဟောရေကေစီဆိုတာအလုံးပဲ ွင်းကြံမရှိဘူးအနဝဒေတာအွင်းကြံမရှိဘူးလောကကြီးမှာရှိတဲ့တရားတွေအလုံးအဲ့ဒီရှိတဲ့တရားတွေအလုံးကိုနှမျိုးခွဲလိုက်တဲ့တသာဝါသာဝရာဝါလန့်တတ်တဲ့တတဝါပဲဖြစ်စေမလန့်တတ်တဲ့တတဝါပဲဖြစ်စေကြောက်တတ်တဲ့တတဝါပဲဖြစ်စေမကြောက်တတ်တဲ့တတဝါပဲဖြစ်စေတသာဆိုတာကြောက်ရွံ့ထိလန့်တတ်တဲ့တတဝါတွေတမန်ကုသိုလ်ရှင်ပုဂ္ဂိုလ်တွေ ကြောက်လန့်ထိတ်တန့်တတ်တယ်။ထာဝရဆိုတာစိတ်ဓာတ်ကြံ့ခိုင်သွားတဲ့ပုဂ္ဂိုလ်တွေအဓိကအားဖြင့်ယဟန္တာဖြစ်သွားရင်စိတ်ဓာတ်ဟာကြံ့ခိုင်သွားပြီ။တတနဲ့ထာဝရဘုရားဘာသာကျမ်းကများအရာတတနဲ့ထာဝရကိုဒီလိုအိဗယ်ယူတဲ့သို့သောအိန္ဒိယနိုင်ငံမှာဂတိချွန်းကားနေတဲ့ဂျိန်းဝါဒဂျိန်းဘုန်းကြီးတွေရဲ့စာပေမှာကြတော့ဂျိန်းဝါဒ အယူအဆမှာတော့တသဆိုတာဘာကိုခေါ်တော့ရှိသတ္တဝါတွေအားလုံးလူတွေနဲ့တွေပါဝင်သတ္တဝါမှန်သမျှကိုတသသာဝရကြတော့တောတောင်ကြီးကြီးတော့တောတွေတောင်တွေကြီး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 လောကကြီးဩကတလောကကြီးတစ်ခုလုံးကိုသာဝရလို့ခေါ်တယ်အဲ့တော့သူတို့မေတ္တာပို့ဖို့ကတတ္တဝါတွေမကဘူးတောတောင်ရေမြေတွေမှာမေတ္တာပို့ရရောက်တဲ့ပေါ့ အဲ့တော့ဘုရားမြတ်ရဲ့အယူဆကတော့မြတ်စွာဘုရားရဲ့ဟောကြားချက်ကတော့တသဆိုတာကြောက်တက်လန့်တက်တဲ့တရားတွေကိုယူပြီးတော့သာဝရဆိုတာကြောက်ကြောက်မှုလန့်မှုမရှိတော့တဲ့ဉာဏ်နာပုဂ္ဂိုလ်ဒီလိုယူဆပြီးတော့တသနဲ့သာဝရကိုအတိပဲမှတ်ကြရမှာဖြစ်တယ်။အကျဉ်းချက်မရှိတရားမှန်တယ်မြတ်ကြောက်တက်တဲ့တရားပဲဖြစ်ဖြစ် မကြောက်တတ်တဲ့ဓမ္မပဲဖြစ်ဖြစ်လန့်တတ်တဲ့ဓမ္မပဲဖြစ်ဖြစ်ဗလန့်တတ်တဲ့ဓမ္မပဲဖြစ်ဖြစ်ဘုရားမှန်တယ်ချမ်းသာကြပါစေလို့ဒီလိုဆိုတာပေါ့ဒါကြောင့်မလို့ကြောက်ကမကြောက်တတ်နေရများစွာတတ်တော်ချမ်းသာကိုစိတ်ရဲပါစေဆိုတာဒီဟာကိုရည်ညွှန်းပြီးတော့တိဝိဒိကတရဘင်းဝန်ဆရာတော်ကြီးကကြပြတ်ဆက်ထားတာရှိတယ်ပေါ့မေတ္တာပို့လေးတွေ တိလွယ်အောင်လို့ဆက်ပြီးတော့ပေးထတာလေးတွေရှိတယ်ပေါ့အဲအဲ့ဒီမှာယေကေစိပါဏဗုဒ္ဓတိတတဝါထာဝရဝနဝတေတာဒါရဲ့အဋ္ဌေနောက်တစ်ခုကျတော့ပါရုံဆိုလို့ရှိဒီဃဝါယေဝမဟာတာမစ္စိမာရတ္တခာအနုကထုဒီနေရာမှာအစစ်ကုန်ခွဲလိုက်ဒီဃဆိုတာ လူတွေပြောမယ်ဆိုရင်အယက်ရှည်တဲ့လူနော်အယက်ရှည်တဲ့လူသတ္တဝါတွေကိုပြောမယ်ဆိုရင်ခန္ဓာကိုယ်ရှည်ရှည်လျားလျားမွေးလို့သတ္တဝါမျိုးနော်အဲ့ဒါမျိုးကိုကြီးခါရှည်လျားတဲ့သတ္တဝါလို့ဒီလိုဆိုလိုတယ်ပေါ့လူဆိုရင်အယက်ထွားတဲ့ခြံတဲ့သတ္တဝါလေးဆိုရင်ရှည်လျားတယ်ဒီလိုအဓိပ္ပာယ်အဲ့တော့အရာမောင်းရှည်လျားသူပဲဖြစ်စေ ဝိဇိမအယအလအယအမောင်းအလေအလတ်ရှိတဲ့လူပဲဖြစ်စေရတ္တဆိုတာအယကုတဲ့လူပဲဖြစ်စေဆိုလိုတာကနော်အယထွားသူအယကုသူအယအလောတော်ဖြစ်သူယီသည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တရဝါလေးချလာကြပါစေဟောတရဝါကိုသုံးမျိုးခွဲပြီးတော့မေတ္တာပို့လို့ဟောအော်နောက်တစ်ခုကြတော့မဟန္တာ ခန္ဓာကိုယ်ကြီးမားတဲ့သရဝါဆင်ကြီးလိုကြီးမားတဲ့သရဝါမျိုးတွေလည်းရှိတယ်လူထဲမှာဆိုလို့ရှိရင်လည်းဝေါဝါခိုင်းပိုင်အရက်ထောင်တော်မောင်းမောင်းကြီးတွေမဟာတောက်နော်သရဝါထဲမှာဆိုလို့ရှိရင်တော့ကြီးမားတဲ့ကုန်းပေါ်မှာဆိုရင်ဆင်ကြီးတွေရေထဲမှာဆိုရင်ဝေလာငါးကြီးတွေအဲ့ဒါလိုကြီးမားတဲ့သရဝါကြီးတွေပဲဖြစ်ဖြစ်တဲ့ဟာမိစီမှာအလယ်ရောက်ဖြစ်တဲ့သရဝါတွေပဲဖြစ်ဖြစ်အနုက အဝဲစိတ်တို့ကမြင်နေတို့လို့သိငယ်တဲ့တရားမျိုးပဲဖြစ်စီတရားမှန်တယ်ဗျာမှမကြံရဘူးခန္ဓာကိုယ်ကြီးမားတဲ့တရားပဲဖြစ်ဖြစ်အရွယ်အစားသိငယ်တဲ့တရားပဲဖြစ်ဖြစ်အလယ်လက်အရွယ်ရှိတဲ့တရားပဲဖြစ်ဖြစ်တရားအလုံးမှချမ်းသာကြပါစေဟောလို့မေတ္တာပို့လေသဘောနောက်တစ်ခုကြတော့ခြူလာဆိုတာတချို့လူတွေကဝါတယ်တချို့လူတွေကပိန်တယ် တချို့လူတွေကမပိမဝဖြစ်တယ်အဲ့တော့เนาะဝါရလူမမေတ္တာကိုရမှာမဟုတ်ဘူးပိတဲ့လူမမေတ္တာကိုရမှာလည်းမဟုတ်ဘူးဝါလူတွေလည်းချမ်းသာကြပါစေเนาะမပိမဝအလောတော်ရှိတဲ့လူတွေလည်းချမ်းသာကြပါစေပိနေတဲ့လူတွေလည်းချမ်းသာကြပါစေเนาะဒီလိုခန္ဓာကိုယ်၃မျိုးကိုကြည့်ပြီးတော့အခုလို့ လောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဒီလိုသရဝရီအားလုံးကိုမေတ္တာပို့ဒါကိုဆိုလို့တဲ့ជីကာဝါယေဝမဟာန္တာမစ္စိမာရတ္တကအနုကထူလာအဲ့ဒီလိုဒီတတ္တဝါတွေနဲ့ပတ်သက်ပြီးတော့မေတ္တာပို့ရမယ်တဲ့